စုပန်ထွားရဲ့လက်စွပ်ကိုခိုးတယ်လို့ဆွဆွဲတဲ့ပေါ်ဒဲဖြေရှင်းမယ်လို့ပြောလာတဲ့သမီးဆို ပရိသတ်ကြီးဒုပညာရှင်တိုင်းနဲ့ပွဲတိုင်းကျော်သခင်မကြီးကတော့တမိဆိုပဲဖြစ်ပါရင်မင်းသားမင်းသမီးတွေနဲ့သူတယောက်တည်းအလဲကျပြဿနာတက်နေပြီးအခုခါမှလည်းမင်းသမီးစုပန်ထွားရဲ့အင်ပေါ်တယောက်ကတမိဆိုဟာအရှင်ကစုပန်ထွားနဲ့တွေ့ပြီးစုပန်ထွားရဲ့အင်ပေါ်တက်ပြီးပစ္စည်းခိုးမှုတွေလို့သတင်းတွေလွှင့်ခဲ့တာပါဒါအောင်မကျေနပ်တဲ့တမိဆိုဟာသူမဟုတ်ဘဲနဲ့ဆွဆွဲခင်ရလို့တင်းနေပြီးဆိုရှယ်ပေါ်တက်ခါကာယကံရှင်အင်ပေါ်မောက်ကိုမရှင်းမဲစုပန်ထွားကိုဆဲဆိုချိန်မောင်းပြီးတော့ရစရာမရှိပြောဆိုပွဲကျမ်းနေတာဖြစ်ပါရင်တမိဆိုဟာအငယ်တုန်းက မင်းသမီးစုပန်ထွားနဲ့တငယ်ချင်းဖြစ်ပြီးစုပန်ထွားဟာသူတို့ရဲ့ကွန်တိုတိုက်ခန်းမှာလာအိပ်ရတယ်လို့ဆိုပါရီ။သမီးဆိုတော့ဟာဆွေကြီးမျိုးကြီးဖြစ်ပေမဲ့မင်းသမီးစုပန်ထွားတို့ကတော့မင်းသမီးဖြစ်ခင်ဖခင်ရဲ့ပင်စင်စားဝန်ထမ်းဘဝလေးနဲ့လိုင်းကမ်းမှာလူမဆက်အောင်အိပ်ခဲ့ရပြီးတော့အခုလိုတောက်တော်မရမင်းသမီးဖြစ်လာတာလို့ပေါ်တင်ပြောဆိုလာတာဖြစ်ပါရီ။စုပန်ထွားအခုဆိုရင်တော့အမေရိကန်မှာအလဲလာတာဖြစ်တာမို့စုပန်ထွားကိုခေါ်လိုက်ဒေရှင်းမေဆိုပြီးတော့လေးစိတ်မောင်းနေသူပါ။သမီးဆိုတာအခုနောက်ပိုင်းဇိုင်းဆန်လာပြီးဆိုရှယ်မီဒီယာပဲနဲ့ရိုင်းဆိုင်ဆဲဆိုတက်လာသူပါ။ အခုလဲစုပန်ထွားရဲ့စိန်နဲ့စော28သိန်းတန်ကိုကြားမညက်ဘူးလို့မကြောက်မမနာသားစကလုံးတွေနဲ့ပြောဆိုခဲ့တာဖြစ်ပါရည်။သူမခိုးခဲ့ဘူးဆိုရင်လေအေးဆေးဖြေရှင်းလို့ရတဲ့နည်းတွေရှိပေမယ့်အခုလိုတစ်ဖက်သားကကိုယ်တိုင်ပြောခြင်းမဟုတ်ဘဲကောလာဟာလာပြောခင်ရတော့ကမင်းသမီးစုပန်ထွားကိုထယ်ရှင်းခိုင်းပြီးတော့စိန်ခေါ်နေတာပါ။အတန်ပြဲကြီးနေမီဒီယာထက်ကနေစုပန်ထွားကိုရှက်စရာမရှိအောင်ပြောပြီးတော့အောက်ဖဲလန်နာကတော့ရှက်စရာလွန်ကောင်းပါရဲ့နော်။သမီးဆိုတာ သူမကမဟုတ်ဘဲနဲ့မဟုတ်ကြောင်းသူမနဲ့စကားပြောမှုရဲ့သူတွေသူမဘလို့သဘောကောင်းကြောင်းပြောခဲ့ပြီးသူမကိုကောက်ကောက်ဆက်ဆက်ရင်မှန်လို့ပဲဆက်ဆံတဲ့ကြောင်းပြောလာသူပါအပြင်မှာတဲခေါ်ပြီးရရှင်မင်းသူမကိုဆွဆွဲတဲ့ Facebook အကောင့်ပိုင်ရှင်တွေကိုလည်းစိတ်ကြိုက်တန်းတွေကိုကိုယ်တိုင်ပုတ်ပြမယ်လို့အများသူကမကြောက်မနှသာတွေဆဲပြီးတော့တယောက်တည်းပူလောင်နေရတာဖြစ်ပါတယ် အင်တင်ကိုနဲ့လည်းပွဲဖြစ်ကိုရီးယားကဇိုနီလာထင်းနဲ့လည်းပွဲဖြစ်ပြီးအခုမင်းသမီးစုပန်ထွားကိုပါရန်ပတ်ဖြစ်နေတော့သမီးစုဟာလူတွေသားပြောင်းသွားတယ်သူကတော့အမြဲရှက်ခွဲပြီးပွဲရှာနေတော့လို့ပြောကြတာပါကိုရိုင်းယုံကြည်ချက်မရှိတော့သူများကိုတိုက်ခိုက်ပြီးမှပေါ်ပင်လူစုပ်ဝင်စားအောင်အမြဲလုပ်သူမို့သူ့ရဲ့ပရိသတ်တွေကသမီးစုဆဲဆုံမှုကိုအားပေးနေတဲ့သူတွေကိုကွန်မန့်တွေမှာမြင်ရတာပဲဖြစ်ပါတယ် တမီးစွာစုပန်ထွားကိုပြောလိုက်မင်းသမီးနဲ့နားလိုက်ကိုမလှဘူးလို့ဒဲရီပြောချတာပါဆိုရှယ်ထက်မှာနမေကြီးကျင်တော့သူလက်လန်းမမီတဲ့မင်းသမီးတွေကိုတယောက်ပြီးတယောက်ပွဲရှာပြီးအရှက်လိုက်ခွဲနေတာဖြစ်ပါရင်မနာလိုဘူးတွေဟာကြောက်စရာကောင်းပြီးသူ့ကိုယ်သူယုံကြည်ချက်တွေလွန်ကဲနေတော့သူများတစ်ဖက်သားကိုမနာလိုဖြစ်မဲတောင်မှမသိတော့တာပါ လောကရဲ့အကြောင်းကိုကောင်းစွာနားလည်တရားမဲ့အရွယ်ဖြစ်နေပြီမို့တရားမတွေ့နိုင်ဘဲနဲ့ပွဲရှာပြီးအတန်းရှင်းယူတာကတော့ဆဲတောင်းတာလားမင်းသားမင်းသမီးတွေကိုတသက်ရှက်ခွဲတာလားဆိုတာကိုမသိခွဲတော့ပါဘူးတော့စုပန်ထွားကိုလေကောင်မကြီးမုံနေအောင်ဆဲဆိုပြီးတော့မင်းသမီးနဲ့နားလိုက်ကိုလေမျက်နာကားသာလှတာကိုလုံးကိုပါမလာဘူးဘာညာနဲ့ဓာတ်ဖြုတ်နေတာဖြစ်ပါရီဟိုကမင်းသမီးတွေကအရေးမလို့အဖက်မလို့တော့ပို့တင်းတာပေါ့နော်ဒီတော့မင်းသမီးဆိုးကိုလက်ဆုပ်ခိုးတယ်ပြောတဲ့သူဟာတသက်ရန်တိုက်ပေးနေသလိုပါပဲမှတ်ချက်လေးတွေကိုလည်းပြောခဲ့ပေးပါအောင်ရှင်